သမားလုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကကျွန်တော်ရဲ့မဖိုက်တာထွန်းနှုတ်မင်း1ကိုကူပြောင်းပြီးတော့ကစားသမားဘဝကိုအပြောင်းလဲတစ်ခုလုပ်တော့မယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်ဟုတ်ပါတယ်ထွန်းနှုတ်မင်းဟာဟုတ်ရင်ကလေးက1ရဲ့ကမ်းလှမ်းမှုတွေကိုရရှိခဲ့မှုတဲ့ကစားသမားတယောက်ပါပြောမယ်ဆိုရင်1ကိုမြန်မာပြည်သက်တွေနဲ့မိတ်ဆက်ပေးခဲ့တဲ့အောင်လအဆန်းဟာထွန်းနှုတ်မင်းကိုအရန်မဲ1စီကိုရောက်လာစေခဲ့ပါတယ်ဒါပေမဲ့အဲဒီတော့ကတော့ထွန်းနှုတ်မင်းကသူ1ကိုကူပြောင်းပြီးတော့ထုံးမှာမဟုတ်ဘူးပေါ့လေ ဲ့လိုပြောခဲ့တဲ့အတွက်ပြိသက်တွေဟာထွန်းထွန်းမင်းကိုဝမ်းမှမမြင်ခဲ့ရဘူးပေါ့ဒါပေမဲ့နောက်ဘက်မှာပြိသက်တွေကဆက်ပြီးတော့တောင်းဆိုခဲ့ကြတယ်ဝမ်းကိုကူပြောင်းပြီးတော့ထိုးပါကစားသမားဘွားကိုအဲ့ဘက်မှာစင်ခုံးမှုတွေစတင်နေဆိုတာပြောတဲ့အချိန်မှာလဲထွန်းထွန်းမင်းကတော့မတင်မကြစကားတွေပဲပြောပြီးတော့အများရန်ရှောင်ဖယ်နေခဲ့တယ်အခုတော့ထွန်းထွန်းမင်းကအတီးပြောလာခဲ့ပါပြီသူဝမ်းကိုကူပြောင်းပြီးတော့ထိုးပါတော့မယ်တဲ့ဒီတော့ဘယ်အချိန်ကိုရောက်ရင်ဝမ်းမှာထွန်းထွန်းမင်းရဲ့ပွဲစဉ်ပါဝင်လာလိမ့်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ကြရအောင်ပါထွန်းထွန်းမင်းကိုကျွန်တော်ထင်ပါတယ်ဝမ်းက အမြန်ဆုံးဝက်တယ်ပေးလိမ့်မယ်လို့ထင်ပါတယ်ဗျမကြသေးခင်ကမီဒီယာကွင်းဒီမီဒီယာနဲ့ပေါ့လေအင်တာဗျူးထားမှာတော့ထွန်းထွန်းမင်းကသူနဲ့ဝမ်းအကြမှာဆွေးနွေးမှုတွေလုပ်ပြီးပေါ့လေအဲ့တော့ 1C ကိုသူရောက်လာပါဆိုတာကိုအတည်ပြုသွားခဲ့တယ်သူအနေနဲ့ legit မှုတွေလုံဆောင်နေပြီပေါ့လေထွန်းထွန်းမင်းကဘယ်လန်းကြောင်းကနေ 1C ကိုသွားမလဲဆိုတာတော့ကျွန်တော်မသိရှိရသေးဘူးသူကဆိုလီယုံနဲ့လည်းရင်းနှီးရဆိုတော့ဆိုလီယုံကတဆင့်ပူစောဖြိုးဝေဦးနဲ့လည်းရင်းနှီးပြီးသားလေအဲ့လန်းကြောင်းကနေ ွားမလားဒါမှမဟုတ်ဖက်နဲ့အခုသူညီတွေရှိတဲ့ထမင်းအောင်တို့ထမင်းနိုင်တို့ဒီကစားသမားလေးလည်းဝမ်းမှနေရရနေပြီဆိုတော့အဲ့လမ်းကြောင်းကသွားမလားဆိုတော့စိတ်ဝင်စားမိတယ်ပြောရမယ်ဆိုရင်တော့ထွန်းထွန်းမင်းဟာဒီမြမလက်ဝေမှာတော့အခုချိန်ထိဆရာတစုဖြစ်ရှိနေရပေါ့လေထိဆုံးနေရမှာသူရက်တည်နေနိုင်စေပဲဝမ်းမှာတော့သူ့အတွက်အဲ့လောက်လွယ်မယ်မထင်ဘူးဗျမြန်မာနိုင်ငံကနေသွားတဲ့အကျော်မော်ဖိုက်တာတွေဟာအခုဝမ်းမှာတိတ်ပြီးညနေပိုင်းမှလာလာဘူး။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ မြန်မာနိုင်ငံမှာလေ့ကျင့်လဲမြမလက်ဝဲရပုံစံနဲ့သွားတယ်အထူးသဖြင့်လက်သီးတွေကိုအပြုပြီးတော့ထိုးတယ်အဲ့ဒါတွေကသိပြီးမထီရောက်တာကိုကျွန်တော်တို့နေလာကြပြီဗျဆိုလို့ကိုယ်တိုင်ဝန်ခံပြီးပြောထားပါတယ်သူအနေနဲ့အရင်တော့ကလက်သီးကိုအပြုပြီးတော့ထိုးရင်နိုင်မွေးရမယ်လို့ထင်ခဲ့တယ်ပေါ့လေမြမဖိုက်တာတွေမြမကစားသမားတွေကလက်သီးကိုအရင်အပြုတယ်ဒါပေမဲ့အမှတ်နဲ့ဆုံးဖြတ်ခံရတဲ့အချိန်ကိုရောက်ရင်လက်သီးနဲ့ထိုးတာတွေကအရာမရောက်တော့ဘူးဒီမှာထိုးရတဲ့မွေထိုင်းမှာကနေစနစ်ကိုအသားပေးတယ် မမိတိုင်လူတွေကလက်သီးနဲ့ဒီလိုထိုးနေတာတွေကိုသိပြီးမချက်ဘူးနိဗ္ဗာန်တကြကစားတဲ့ကစားသမားတွေကအမှတ်ရပြီးနောက်ဆုံးမှာသူတို့ပဲအောင်ပွဲခံသွားတယ်ဒီတော့ကျွန်တော်တို့မြန်မာကစားသမားရဲ့အနေနဲ့ကတခုပဲလုပ်စရာရှိတယ်အဲ့ဒါကပြန်ဘက်ကိုအလဲထိုးပါပဲအလဲမထိုးနိုင်ဘူးဆိုရင်ကျွန်တော်တို့မြန်မာဖိုက်တာတွေဟာရှုံးမှုရခိုင်တော့များပါတယ်ဆိုပြီးတော့ဆိုလုံးကပြောဘူးလေဗျဒီတော့ထွန်းထွန်းမင်းအနေနဲ့ဒီမြန်မာလက်ဝဲရပုံစံနဲ့သာလာမယ်ဆိုရင်တော့ သူကဝမ်းချမ်ပီယံရှစ်ကိုရောက်ရင်ဘယ်ပြန်ပဲနဲ့ပဲတွေ့တွေ့အလဲထိုးနိုင်မှအနိုင်ရမယ်ဆိုတော့အဲ့ဒီလမ်းကြောင်းနဲ့ပဲရောက်သွားမှာပဲဒီလိုမှမဟုတ်ဘဲနဲ့အခုဘရော်နီကာတို့နော်မာဆိုးလိုဝမ်ပွဲစဉ်ကြိုတင်ပြင်ဆင်တဲ့ကာလကလေးကထိုင်းနိုင်ငံမှာရှိတဲ့မွေထိုင်းဂျင်တစ်ခုနဲ့ပေါင်းပြီးတော့သေချာလေးချင်းပြင်ဆင်မယ်ဆိုရင်တော့ပိုပြီးအခွင့်အလမ်းကောင်းနိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆမိပါတယ်ထွန်းထွန်းမင်းဟာဘာပြောကစားသမားဘွားရဲ့နောက်ဆုံးအပိုင်းရှာမှာဝမ်စီကိုဝင်ရောက်လာတာဖြစ်ပါတယ်ဗျပြောမယ်ဆိုရင်ထွန်းထွန်းမင်းဝင်ရောက်တဲ့ကာလနဲ့ အောင်လန်ဆောင်ဝင်ရောက်ခဲ့တဲ့ကာလာဟာပုံစံချင်းဆင်တူနေတယ်။သူတို့ရဲ့ကစားသမားဘွားနောက်ဆုံးအပိုင်းရှာမှာမှသူတို့ဟာဝင်ရောက်လာကြတာပါ။ဒီတော့ထွန်းထွန်းမင်းအနေနဲ့ဒါတွေကိုဘလို့စိန်ခေါ်မှုတွေဘလို့ဖိအားတွေကိုဘလို့တုံ့ပြန်မလဲဆိုတာကကျွန်တော်တို့စောင့်ကြည့်စရာကောင်းနေပါတယ်။ဘာကြောင့်လဲဆိုတော့ဝမ်ဟာထွန်းထွန်းမင်းကိုပွက်တဲ့ပေးလိုက်ရင်ညာပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်သွားမယ်ဆိုတာသိပြီးသွားတာ။သူတို့အတွက်ငွေရင်းတစ်ခုပေါ့လေ။ဒီတော့ဈေးကွက်မှာ ပုံရိပ်ရှိပြီးသားကစားသမားတယောက်ကိုသူတို့အနေနဲ့ အကောင်းဆုံးဖိုက်တာတယောက်နဲ့ပွဲတယ်ပြီးပြီးတော့အကောင်းဆုံးပွဲတစ်ပွဲဖြစ်အောင်တော့လုပ်မှာပဲဒါပေမဲ့မြန်မာပြည်သက်ကြိုက်တဲ့ထွန်းနှမင်းကိုအစောပိုင်းမှာအောင်လအန်ဆန်းကိုပွဲတယ်ပြီးတော့ကလို့နိုင်လောက်တဲ့ဖိုက်တာမျိုးနဲ့ဝမ်ကပွဲတယ်ပြီးမလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ကြပါလိမ့်မယ်ပြီးတော့ဝမ်နဲ့ထွန်းနှမင်းကြမှာဘလို့သဘောတူချက်တွေရှိထားတယ်လေပေါ့လေထွန်းနှမင်းကမြန်မာလူဝေကနေခိုးဘက်ကိုကူပြောင်းပြီးတော့ထိုးမှဖြစ်တဲ့အတွက်တေးကြတဲ့မွေထိုင်းတော့ထိုးရမယ်။ဒါကြောင့်ထဲမှာ kickboxing ပါနေသလား kickboxing ပါနေတော့ သူ့အတွက်နည်းနည်းပြဿနာကြီးလိမ့်မယ်လို့ထင်ပါတယ်ဗျ။ဝမ်ကအစောပိုင်းမှာထွန်းနှမင်းကိုမွေထိုင်းထိုးခိုင်းမယ်။အဲ့ရရင်နည်းနည်းအဆင့်တက်လာခဲ့ရင်ကစ်ဘောက်ဆင်ပြောင်းပြီးထိုးခိုင်းတာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဒီတော့ထွန်းနှမင်းဟာဝမ်ရဲ့စိန်ခေါ်မှုကိုကစားသမားဘွားနောက်ဆုံးအပိုင်းရှာမှာဘလို့တောင့်ခံပြီးဘလို့ကြော်ဖြတ်သွားလိမ့်မယ်ဆိုတာကျွန်တော်တော့စိတ်ဝင်စားနေပါတယ်ခင်ဗျာ။ထွန်းနှမင်းအနေနဲ့ဝမ်မှာကြားလက်ကောင်းနေရရပြီးမြမလောက်ဝေးမှာလို့ပုံရိပ်တစ်ခုကိုတိဆောက်နိုင်ပါစေ။ အကောင်းဆုံးရလဒ်တွေကိုရောက်ပြီးအောင်မြင်မှုတွေနဲ့ဝမ်းမှာနာမည်တစ်ခုခြံထားရခဲ့နိုင်ပါစေလို့ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ